ဆိုစီဒက်အသင်းကိုလေးဂိုးတကူနဲ့အနိုင်ရခဲ့တယ်။ရူပါလိစကြောက်တင်အဆင့်ဒုတိယအကြော်ပွဲစဉ်မှာယူနိုက်တက်အသင်းအတွက်ဟက်ထရစ်သွင်းယူခဲ့တဲ့အသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်စ်ကသူ့ကိုအနိုင်ရရှိဖို့လိုအပ်တယ်လို့ပြောခဲ့ပါတယ်။ဘရူနိုဖာနန်ဒက်စ်ကဒီကလပ်ကအနိုင်ရဖို့ဖြစ်တဲ့အတွက်ကျွန်တော်တို့ပွဲတွေကိုအနိုင်ယူဖို့လိုအပ်ပါတယ်။ကျွန်တော်တို့တွားရမယ့်ခီးကအရှိကြီးဖြစ်ပေမဲ့လာမယ့်ပွဲတိုင်းကိုအာရုံစိုက်ပြီးမှန်ကန်တဲ့စိတ်ဓာတ်တွေရှိမယ်ဆိုရင်ပွဲတွေကိုအနိုင်ယူနိုင်မယ်ဆိုတာကျွန်တော်တို့ယုံကြည်မှုရှိပါတယ်။ကျွန်တော်တို့ကအလွန်ကောင်းမွန်တဲ့တိုးတက်မှုရရှိအောင်လှုပ်ဆောင်နေပေမဲ့လိုချင်တဲ့ရလဒ်တွေရရှိမယ်ဆိုရင်တိုးတက်မှုကိုမြင်တွေ့ရမှာပါလို့ TND TNT Sport ကိုပြောခဲ့တာပါ United အသင်းဟာပထမကြော်ပွဲစဉ်က Suicide အသင်းကိုတကိုးစီတည်ကြခဲ့ပြီးမယ်ဒုတိယကြော်မှာ9ပြတ်အနိုင်ရရှိခဲ့တာကြောင့်နှစ်ကြော်ပေါင်းရလဒ်5ခု2ခုနဲ့အနိုင်ရပြီး Europa League Quarter Final ကိုတက်နိုင်ခဲ့တာဖြစ်ပါတယ် Europa League Flaha ဟာဒီအာဒီမှာ United အသင်းရရှိနိုင်တဲ့တခုတည်းသော Super Flaha ဖြစ်တာကြောင့် United အသင်းဟာဒီ Super Flaha ကိုရယူနိုင်ဖို့အပြည့်အဝအာရုံစိုက်နေတာပါ Bruno Fernandes ကတော့ Europa League Flaha ရရှိဖို့အတွက်ဆိုရင်မှန်ကန်တဲ့စိတ်သက်ရှိရမယ်လို့လည်း United အသင်းဖော်လေးကိုတတိပေးခဲ့ပါတယ် United အသင်းကြီးပြအာမိုရင်ကဒီအာဒီမှာအသင်းကို အကောင်းဆုံးဥဆောင်ပေးနိုင်တဲ့ Bruno Fernandes ကိုစူပလာတွေရရှိနိုင်အောင်အသင်းအနေနဲ့အကူအညီပေးဖို့လိုအပ်တယ်လို့ပြောခဲ့တာပါ Bruno Fernandes က United အသင်းနောက်ဆုံးသွင်းယူထားတဲ့သွင်းကို73ဂိုးထဲမှာ72ဂိုးပါဝင်ပတ်သက်ခဲ့ပါတယ်ယူဘာလိပြိုင်ပွဲမှာပူဆွဲဖို့ရည်ပန်းစားနေတဲ့ United အသင်းဟာ Quarter Final အဆင့်မှာပြင်သစ်ကလပ် Lyon အသင်းနဲ့ရှင်ပြိုင်ရမှာပါ United အသင်းဟာအခုလာမဲ့ Premier League ပွဲစဉ်ဖြင့်တန်းစင်းစုံမှာရုန်းကန်နေရတဲ့ Leicester အသင်းနဲ့ရှင်ပြိုင်ရမှာဖြစ်ပါတယ်